တနေ့မှာလူချမ်းသာတယောက်ကအရန်စိတ်ဝင်စားဖို့ကောင်းတဲ့မင်းကလေးတယောက်ကိုတွေ့လိုက်တယ်ဒီကောင်မလေးကအဝတ်စားတွေကစုပ်ပြတ်တက်နေတာပဲအဝတ်ဆိုင်ထဲကချောကလက်ကိုခိုးစားနေတာစာရေးမလေးမကြည့်တဲ့အချိန်ကိုအခွင့်ကောင်းယူပြီးခိုးတာပေါ့အဲ့ဒီအချိန်မှာသူ့မျက်လုံးကညက်နေခင်းဝကာဝင်ရှိအလှကြီးတစ်ထည်ပေါ်ရောက်သွားရောအရန်ကြိုက်သွားတာချက်ချင်းပဲအသေးစိတ်ကြည့်လိုက်ပေမဲ့ဝယ်ဖို့လုံးဝမတက်နိုင်ဘူးဆိုတာသိလိုက်ရတယ်ဒီလိုနဲ့ကောင်မလေးနောက်ကျောဘက်ကနေအဲ့ဒီလူချမ်းသာကြီးကရုတ်တရက်ပေါ်လာပြီးဒီက ဝင်ကခမားနဲ့အရန်လိုက်တယ်ဗျာလို့ပြောတယ်ပြီးတော့ကျွန်တော်ဝယ်ပေးပါရစီခမားကိုလက်ဆောင်ပေးပါမယ်ဆိုပြီးပြန်လှမ်းလိုက်တော့တာပဲဒီလူကြီးအန်အားတင့်သွားတာကသူမကချက်ချင်းညှင်းလိုက်တာပဲရှင်ကကျမအတွက်သူစိမ့်တယောက်ပါပေါ့အဲ့ဒီလူကလည်းကျွန်တော်ဘယ်သူလဲဆိုတာခမားသာသိရင်ဘယ်တော့မှညှင်းမှာမဟုတ်ဘူးလို့ပြန်ပြောတော့ကောင်းမလေးကသူ့မျက်လုံးလေးကြည့်နေတယ်ဖက်လိုက်ကြည့်လိုက်တာစိန်ခံကားကြီးကိုမြင်လိုက်ရတယ်ဒါပေမဲ့သူမကစိတ်မပြောင်းဘူးကျမကပတ်စံမဲ့တဲ့သူမဟုတ်ဘူး ဆိုတာကိုရှင်းရှင်းလင်းလင်းပြောပြီးအဝတ်ဆိုင်ကနေထွက်သွားလိုက်တယ်အဲ့ဒီလိုညှင်းလိုက်တာကြောင့်ပဲမြို့သားကပိုပြီးစိတ်ဝင်စားသွားတယ်ချက်ချင်းပဲသူ့လက်ထောက်ကိုခေါ်ပြီးကောင်မလေးဘယ်သူလဲဆိုတာစုံစမ်းခိုင်းလိုက်တော့တာပေါ့ဒီအချိန်မှာကောင်မလေးကသူ့ကုမ္ပဏီကိုပြန်ရောက်တော့မန်နေဂျာစီကအနိုင်ကျင့်တာခံနေရပြီးသူ့ဆိုပြုလို့ကိုဆက်မပြင်းပေးလို့မန်နေဂျာကဒေါသထွက်နေတာစာရွက်တွေကိုသူ့မျက်နှာကိုဖိပောက်ပြီးနေ့မှာစီးပွားရေးတံမိုးဆိုတာလုံးဝမရှိဘူးလို့ဆဲဆိုပြောဆိုလိုက်တဲ့ဘေးကလုတ်ဖို့ တိုင်ဖက်တွေကအခုချင်းပေမဲ့မန်နေဂျာကိုမစော်ကားရဲလို့ညင်နေရတယ်။အဲ့ဒီအချိန်မှာပဲလက်ထောက်တစ်ယောက်ကပြေးလာပြီး CEO ကကောင်မလေးကိုရုံးကန်းနဲ့ခေါ်ခိုင်းလိုက်တယ်လို့ပြောတယ်။ရုံးကန်းနဲ့ရောက်တော့ကောင်မလေးလည်းလန့်သွားတယ်။ခုနကသူ့ကိုကောင်ဝယ်ပေးမယ်ပြောတဲ့လူကြီးကိုအဲ့ဒီမှာထပ်တွေ့လိုက်ရလို့ပဲ CEO ကလည်းဒီလူကြီးဟာကုမ္ပဏီရဲ့အရေးကြီးဆုံးမိဖက်ပဲလို့မိတ်ဆက်ပေးတယ်။မန်နေဂျာကချက်ချင်းပဲဒီလူကြီးကိုချီးကျူးမြောက်ပြောဖို့ကြိုးစားတော့တာပေါ့။အဲ့ဒီလူကြီးကလည်းတိုက်ရိုက်ပဲကျွန်တော် ကဒီကောင်မလေးကိုလာတွေ့တာပါလို့ပြောပြီးမန်နေဂျာကိုသူမကိုတောင်းပန်ဖို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့မန်နေဂျာကသတိပေးတာကိုလစ်လူရှူပြီးထွက်ပြေးဖို့ကြိုးစားတယ်။အဲ့ဒီလူကြီးရဲ့လက်ထောက်ကချက်ချင်းပဲမန်နေဂျာရဲ့လက်ကိုဆွဲပြီးစပွဲပေါ်ဖိချပစ်လိုက်တယ်။မန်နေဂျာလည်းချက်ချင်းပဲကြောက်လန့်တကြဖြစ်သွားပြီးကောင်မလေးစီဝမ်းလျားမောက်ပြီးကုန်းသွားတယ်။ကိုပါကိုတဖုံဖုံရိုက်ပြီးခွင့်လွှတ်ဖို့တောင်းပန်ပါလေရောအဲ့ဒီအချိန်မှာပဲ CEO ကလူချမ်းသာစီကပတ်စံယူလိုက်ပြီးကောင်မလေးကို ဒီလူရဲ့ကိုရီးအကူဖြစ်သွားပြီလို့ပြောလိုက်တယ်ကောင်မလေးကြောင့်သွားတာကိုမြင်တော့အဲ့ဒီလူကသူ့မစီလျှောက်သွားပြီးဒီကစပြီးငါစကားနားထောင်ရမယ်ငါတွေ့ချင်းရင်အချိန်မရွေးလာရမယ်လို့ပြောလိုက်တယ်ဒါပေမဲ့ကောင်မလေးကသူ့စကားတွေကိုအလေးမထားပါဘူးသူကသူ့အာယုံကိုပဲလူကျင်တာလို့ထင်နေတာပေါ့ဒါကြောင့်လူကြီးကသူ့ကိုလာတွေ့ဖို့ခေါ်တဲ့အခါသူ့ message တွေကိုလစ်လူရှုပြီးအလုပ်ပဲဆက်လုပ်နေတယ်ဒေါသထွက်နေတဲ့လူချမ်းသာကလည်းသူ့မရဲ့အိမ်ကိုတန်းပေါင်းလာခဲ့တယ်ဒါပေမဲ့ကောင်မလေးကသူ့ကိုတတိမထားမိဘူး မိခကိုတက်တာအောင်မိတော်မဖွင့်ထားဘူးလေနောက်ဆုံးတော့လူကြီးကစိတ်မရှိတော့ပဲအတန်ပေးလိုက်မှပဲတယောက်ယောက်အိမ်ထဲမှာရှိနေတာကိုကောင်းမလေးတီးလိုက်ရတယ်သူမကတကားစီကိုချက်ချင်းပြေးထွက်ဖို့ကြိုးစားတော့အမျိုးသားကဖမ်းဆွဲလိုက်တယ်ဘာလို့ရှောင်နေတာလဲလို့မေးတယ်ကောင်းမလေးကသူ့ကိုတွန်းထုတ်ပြီးဝိုင်ပလင်းကိုအားနဲ့ရိုက်ခွဲကငါအနာကနေထွက်သွားလို့တတိပေးလိုက်ပါတော့တယ်